ကိုကွာစီရေရာရေကိုတိုးလေးရေအင်းညီမလေးကဲတော့ဤပုံတချင်းတဘောလာတောင်းလာတာပါဟုတ်ကဲ့ဟိုဒီမှာကမဲ့ဆိုကြရပါဘောနော်ကျမရဲ့အမမနဲ့ထိုင်အောင်ကလမ်းပြီးဖိတ်ခေါ်လိုက်ကြရကဟုတ်ဤပုံကိုဒီရဲ့ပွဲလက်မခံတာပါဘူးဟုတ်ကဲ့ဗျာကျောင်းရရိုက်ဖို့ရှာတော့မနဲ့ကြာရင်ဘောဆောင်းကြီးမန္တလေးကိုသွားအဲဒီကိုမလာခင်ပေါ့နော်ဟုတ်ဤပုံကမိုးရေပိုင်းဆိုရင်ကျောင်းရလေးလက်ခံရတယ်ဟုတ်ကဲ့ဟာလာကရာဇာတွေကဤပုံကဤပုံလိုဘောမလူတိုင်းလူတိုင်းမှာအသိဆိုတာရှိကြပါလားဒါမှမဟုတ်ဒါပေမဲ့ ဲ့ဒီအတိတ်ဆိုတာကြီးကအခုလိုကြီးလူတိုင်းလူတိုင်းမှာမပြောင်းလဲမရကြဘူးလေမရပါဘူးခင်ဗျာဤပုံရဲ့အဖေကဇမင်းသားကြီးပါဟုတ်ဇမင်းသားကြီးမျိုးတော့ဦးဝေးနိုင်ပါတယ်ဖေဖေကအရင်တော့ကမင်းသားမင်းသားကနေအသက်ကြီးလာတော့နောက်ပိုင်းကလာတာပေါ့ဟုတ်ဟုတ်တယ်နော်ဟုတ်ကဲ့အဲ့တော့ဖေဖေကအခုဆိုရင်အသက်က84နှစ်ပါဤပုံရဲ့ဘေးမှာခုချိန်ကြီးချက်ချက်မှမှရှိပါသေးတယ်ဒါဤပုံရဲ့ခင်ဗျားတစ်စီပါ ်ဟုတ်ကဲ့အမမရဲ့မိမိကဒေါ်မီမီခိုင်ပါတယ်ပြိတ္တံမြင်မှုပါလိမ့်မယ်ခန္ဓာကိုယ်ပိမိတ်သေးသေးလေးနဲ့ဖင်ကြီးအကြီးနဲ့တခါလေတို့အမေနာမကရေတို့အမေနာသွားကြတို့ကရပွဲကိုဖပြန်ကတ်နေရကြတယ်အဲ့တော့အိမ်မမရဲ့မိမိကဒုံမိမိထိုင်ပါတယ်ဟုတ်ကဲ့မိမိကအသက်59နှစ်ပါဟုတ်ကဲ့ဖေဖေနဲ့မိမိကအသက်20လောက်ပါတယ်ကွာတော့အိမ်မမအားကိုးစရာအကိုအမမရှိပါဘူးမှန်တယ်ငယ်ညာကြမောင်ငယ်ညီမလေးမရှိပါဘူးဟုတ်ကဲ့အိမ်မကတဝီတော်သမီးတစ်ကောင်းချက်ပါဒါပေမဲ့အခု live ပေါ်မှာဆိုရင်အိမ်မတို့ကိုဝေဖန်ပြီးတော့ အကောက်တူတွေကနေမဟုတ်တဲ့သတင်းတွေတင်ကြတယ်မင်းဟိုဒါရင်းဤပုံလိုမဖြေရှင်းမှုဆိုတာကဤပုံဝင်ချက်တဲ့ပြည်သက်တွေကအားပေးစကားပြောကြတယ်ဒါပေမဲ့ဤပုံကိုဖျားရှိမှတစ္ဆာတစ်ခုဆိုရဲတာကတော့ဒီနေ့ဒီချိန်ထိမေယောက်ျားနဲ့မှကိုရမလိုက်ပြေးဘူးတလို့မင်္ဂလာဆောင်ထားခြင်းစီးဆက်ထားခြင်းနဲ့လုံးဝမရှိပါဘူးမင်းဒါလိုက်ပေါ်ကအကောက်တူတွေနေအကောက်တူတွေမှာဝေဖန်တာတွေများကြီးပါဘူး ဒါပေမဲ့အိဘောင်တော့ကြီးစားတော့ထားခဲ့ပြီးပါတယ်ဟုတ်ကဲ့ဟိုဒါကတော့အသက်တောင်မှ28နှစ်ရောက်ပါပြီလေကျမဒီချိန်ထိကြီးစားမထားတတ်ပါဘူးလို့လေကျမမလိတတ်ပါဘူးအိဘောင်ကြီးစားတော့ထားခဲ့ပြီးပါတယ်ကဲအချောင်းမလာတော့လေအိဘောင်တို့ကွဲကြတာကသဘာဝတရားပါဘူးဟုတ်ကဲ့ရတယ်ဒါဆိုတော့ကိုတို့ကြီးဟာလာလောက်ကမှမိမမြစ်တာတရားကဘယ်ရမ်းမှတိုက်တာလို့မရပါဘူးဟုတ်ကဲ့ဗျာကျမရဲ့အမေကကျမရဲ့အဖေကကျမအတွက်တော့ကနဝေစံပြမိခင်တူဦးပါပဲမှန်တယ်ဗျာအဖေရှာသမျှပတ်ဆက်အမေအဆူဆောင်းကောင်းခဲ့တယ် ကျမစာသမျှပတ်ဆက်အမေအဆူဆောင်ကောင်းကယ်လို့တဲဆုပ်ကလေးကနေတထက်တက်ကြီးဘဝရောက်ခဲ့တာလည်းအမှန်ပါပဲမှန်တယ်ကိုယူသားခဲ့တာကိုပဲသိတယ်စပိတ်ဆုပ်ကလေးစီးတယ်ဘဝကနေကိုပိုင်ကားလေးစီးနိုင်ခဲ့တာကလည်းဘဝအမှန်ကြီးပါပဲဟုတ်ကဲ့ဟုတ်တယ်နော်လူတိုင်းလူတိုင်းမှာအတိတ်ဆိုတာရှိကြပါလေရှိတယ်အဲ့ဒါပြီးပုံဒီတချင်းလေးဆိုတဲ့တချို့ကအိမ်ပုံရဲ့အိမ်လေးချမ်းလို့ရဲ့ရဲ့ချူရဲ့လို့ထင်ကြတယ်မဟုတ်ပါဘူးတချင်းလေးကစာသားလေးတွေက ပြီးပုံလို့မိသားစုနဲ့တအားကိုလိုက်ဖက်ညီလုံးလို့နှလုံးသားထဲကခံစားပြီးဆိုတာပါဒါဘဝရမှတ်တည်းရခံစားမှုနဲ့တိုက်ဆိုင်နိုင်ရင်လည်းဘယ်သူမှမထိနိုင်ဘူးထိနိုင်နော်နော်ဒါဆိုတော့ဒီပုံစံမှတ်ချင်းလေးကကန္နဝေစံပြမိခင်လို့ညီရပါရှင်ကန္နဝေစံပြမိခင်